မင်္ဂလာညချမ်းပါရှင်နေပြည်တော်မိုးလေဝသနဲ့ဇလာဝေတာညချမ်းမှုအစီအစဉ်ထားမှာ2025ခုနှစ်မေလ24ရက်နေ့ည9:00နာရီချိန်ထုတ်ပြန်တဲ့မိုးလေဝသသတင်းများကိုတင်ပြပါမယ်ရှင်ဒီကနေ့ညနေ6:00နာရီခွဲအချိန်တိုက်ထွာရရှိခဲ့တဲ့အမြင့်ဆုံးပူချိန်ညမှာနေပြည်တော်မှာ34ဒီဂရီဆက်စီရဲ့63ဒီဂရီဖာရန်ဟိုက်နဲ့ရန်ကုန်မြို့နယ်မန္တလေးမြို့တို့မှာ33ဒီဂရီဆက်စီရဲ့63ဒီဂရီဖာရန်ဟိုက်ဆီတို့ဖြစ်ကြပါတယ် ဒီကနေ့ညနေ6:00နာရီခွဲအချိန်မိုးလေဝသကြိုးလိုမှာဖမ်းလို့ရရှိတဲ့ပုံရကပ်ပလီပင်လယ်ပြင်နေဘင်္ဂလားပင်လယ်တို့မှာတိမ်တင်တင်မှာတိတ်ထူထန်နေပါတယ်မြန်မာနိုင်ငံပုံမှာကတော့ကချင်ပြည်နယ်မှာလွယ်၍ကျန်းတိုင်းဒေသကြီးနယ်ပြည်နယ်များမှာမိုးရိမ်တောင်များဖြစ်ထွန်းလျက်ရှိပြီးအဆိုပါမိုးရိမ်တောင်များရွေ့လည်ရနေရတဲ့ရှောင်းမှာမိုးရွာသွန်းခြင်းနဲ့တူလေပြင်းတိုက်ကချင်မိုးထစ်ကျုံခြင်းမိုးကျိုးပြစ်ခြင်းလက်စည်းလက်ခြင်းနဲ့မိုးတီကျွေခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်မှသဖြင့်ကြိုတင်သတိပြုနိုင်မှရဲ့အကြံပြုရပါတယ် ်ဘင်္ဂလားပင်လယ်ော်ခြေနေမှာကပလီပင်လယ်ပြင်ဘင်္ဂလားပင်လယ်ော်တောင်ပိုင်းအရှိအလဲပိုင်းနဲ့အရှိမြောက်ပိုင်းတို့မှာမုတ်တုံလေးအကောင်နေပြီကျန်မင်္ဂလားပင်လယ်ော်မှာတိမ်တင်တင်မှတိမ်ထူထပ်နေပါတယ်မြမပင်လယ်ပြင်မှာမြမကဲရရန်တရှောင်းနဲ့ကန်လွန်ပင်လယ်ပြင်တို့မှာတခါတည်းရန်မိုးသက်လေပြင်းများကြာရောက်ပြီးလှိုင်းတင်တင်မှလိုက်ချနေပါတယ်မိုးတက်လေပြင်းကြစဉ်ရေပြင်းပြင်းလေးဟာတနအီကို25မိုင်မှမိုင်30ထိတိုက်ခတ်နိုင်ပါတယ်။လိုင်းမြေမှာ မြမကဲဝဲတရှောင်းနဲ့ကံလိုပင်လေပြင်းတို့မှာခုနှစ်ပြီမှကိုပြီးကဲရှင်နေပါတယ်။မနှက်ဖြံမွန်တဲချိန်ဒီခက်မှန်းချက်များအနေနဲ့ကတော့မကွေးတိုင်းဒေသကြီးနဲ့ကချင်ပြည်နယ်တို့မှာနေရာစိစိနဲ့စကိုင်းတိုင်းဒေသကြီးချင်းပြည်နယ်ရခိုင်ပြည်နယ်မန္တလေးတိုင်းဒေသကြီးနေပြည်တော်ရှမ်းပြည်နယ်ကယားပြည်နယ်အေရော်ရီတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာနေရာနှံ့ပြားမိုးထချုံရွာပြီး စကိုင်းတိုင်းဒေသကြီးထပ်ပိုင်းမန္တလေးတိုင်းဒေသကြီးရှမ်းပြည်နယ်၊ကယားပြည်နယ်၊ပဲခူးတိုင်းဒေသကြီး၊ရန်ကုန်တိုင်းဒေသကြီးနဲ့အေရော်ရီတိုင်းဒေသကြီးတို့မှာနေရာကပီးမူချနေပါတယ်။နေပြည်တော်နဲ့ညီတော်ရိုင်းမင်းအဖျားအတွက်မိုးလေဝသအခြေအနေခံမှန်းကြမှာမိုးတစ်ကြိမ်နှစ်ကြိမ်ထကြုံရပါမယ်။အနည်းဆုံးမူချိန်မှာ34ဒီဂရီဆက်စီယပ်63ဒီဂရီဖာရန်ဟိုက်နဲ့အနည်းဆုံးမူချိန်မှာ25ဒီဂရီဆက်စီယပ်89ဒီဂရီဖာရန်ဟိုက်ရှိနေပါတယ်။ရှန်ကုန်မြို့နယ်ညီတော်ရိုင်းမင်းအဖျားအတွက် မိုးလေဝသအခြေအနေခန့်မှန်းကြပါလိမ့်မိုးတစ်ကြိမ်တစ်ကြိမ်ထစ်ချုံရွာပါမယ်အမြင့်ဆုံးပူချိန်မှာ33ဒီဂရီဆက်စီယံ67ဒီဂရီဖာရင်ဟိုက်နဲ့အနိုင်ဆုံးပူချိန်မှာ24ဒီဂရီဆက်စီယံ85ဒီဂရီဖာရင်ဟိုက်ရှင်နိုင်ပါလိမ့်မန္တလေးမြို့နယ်နေတွင်မနက်ဖြန်အတွင်းမိုးလေဝသအခြေအနေခန့်မှန်းကြပါလိမ့်မိုးတစ်ကြိမ်တစ်ကြိမ်ထစ်ချုံရွာပါမယ်အမြင့်ဆုံးပူချိန်မှာ33ဒီဂရီဆက်စီယံ67ဒီဂရီဖာရင်ဟိုက်နဲ့အနိုင်ဆုံးပူချိန်မှာ26ဒီဂရီဆက်စီယံ89ဒီဂရီဖာရင်ဟိုက်ရှိနိုင်ပါသေးတယ် နောက်နှစ်ရက်အတွက်ခံမှန်းချက်အနေနဲ့ကတော့ကချင်ပြည်နယ်ချင်းပြည်နယ်ရခိုင်ပြည်နယ် AR တိုင်းဒေသကြီးရှမ်းကုန်းတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာမိုးပူလာပါမယ်အထူးမိုးလေဝသတရင်ဒီကနေ့မြန်မာစံတော်ချိန်16:30နာရီချိန်တိုက်ထွားချက်များအရကပ်ပလီပင်လယ်ပြင်နယ်ပင်ကလာပင်လယ်အော်တို့မှာလေထုမငြိမ်မသက်မှုများဖြစ်ပေါ်လာနိုင်ခြင်းကြောင့်၎င်းမုတ်တုံလေအကောက်လာနိုင်ခြင်းကြောင့်၎င်း အပူပြန်တဲ့တိမ်များဖြစ်ထွန်းမှုအကောင်းချင်းကြောင့်၎င်းဒီကနေ့ညနေမှာတရက်6လ2025ရက်နေ့အတွင်းနေပြည်တော်ရှမ်းကုန်းတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအီအော်ရီတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကချင်ပြည်နယ်၊ကယားပြည်နယ်၊ကရင်ပြည်နယ်၊ချင်းပြည်နယ်၊မွန်ပြည်နယ်၊ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာနေရာစစ်စစ်မှာနေရာနှံပြမိုးထစ်ကြုံရွာပြီးအချို့ဒေသများမှာနေရာကွက်၍မိုးကြီးနိုင်ပါသေးတယ်။ အကြံပြုခြင်းသို့ဖြစ်ပါ၍မိုးတဲတန်းစွာရွာသွန်းခြင်းနှင့်အတူလေပြင်းတိုက်ခတ်ခြင်းမိုးတေကျုံခြင်းမိုးကြိုးပြစ်ခြင်းလျှက်စီးလက်ခြင်းမိုးတီကျွေခြင်းပြတ်ပြတ်ရေကြီးခြင်းနှင့်မြေပြိုခြင်းစတဲ့သဘာဝဘေးအန္တရာယ်များဖြစ်ပေါ်နိုင်မှသဖြင့်ကုန်းမြေဒေသနီးမှာနေထိုင်ကြသူများအနေဖြင့်မြေပြိုမှုအနေမြင့်ငယ်ချောင်းငယ်များနီးမှာနေထိုင်ကြသူများအနေဖြင့်ရေကြီးရေရှမ်းမှုများကိုကြိုတင်သတိပြုရှောင်ရှားနိုင်ပါရဲ့နေ ြည်တွင်းရေချောင်းသွာလာရေးနဲ့လေချောင်းပြန်တက်ရေးအနေဖြင့်လဲကြိုတင်သတိပြုနိုင်မှရန်တတိပေးနှုတ်ဆော်အပ်ပါတယ်။ဘင်္ဂလားပင်လယ်ော်ချင်းနေဒီကနေ့မြန်မာစံတော်ချိန်7330နာရီချိန်တိုက်ခါကြများရဘင်္ဂလားပင်လယ်အနောက်လေပိုင်းနဲ့ရင်းနှီးဆက်ဆက်လျက်ရှိတဲ့ဘင်္ဂလားပင်လယ်အမြောက်ပိုင်းတို့မှာ28ရက်5လ2025ရက်နေ့တွင်လေပြင်းရိုင်းရုံဝန်တစ်ခုဖြစ်ပေါ်နိုင်ပါတယ်။အခုတင်ပြခဲ့တာကတော့ဒီကနေ့ည9:00နာရီချိန်ထုတ်ပြန်တဲ့မိုးလေဝသသတင်းများပဲဖြစ်ပါတယ်။ ကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေရှင်။